အိမ်မက်တွေကိုမမေ့လိုက်ပါနဲ့လူတိုင်းကတော့ငါကြည်လာရင်ဘာကြီးဖြစ်အောင်လုပ်မယ်ဘာကြီးဖြစ်ချင်လဲဆိုပြီးအိမ်မက်တွေကိုစီရှိကြမှာပါတင့်မှာလည်းအိမ်မက်ရှိတယ်လို့ကျွန်တော်မှာလည်းအိမ်မက်တွေရှိပါတယ်ကျွန်တော်တို့တွေအိမ်မက်ရှိတာချင်းတူညီခဲ့ကြပါတယ်ဒါပေမဲ့အိမ်မက်ရှိတာချင်းပဲတူညီခဲ့ကြတာပါအိမ်မက်ကိုကောင်းထဲဖော်နိုင်ခြင်းမဖော်နိုင်ခြင်းတွေကတော့မတူညီခဲ့ကြပါဘူးတချို့အိမ်မက်တွေကမေ့ပြကြတယ်တချို့တွေကတော့သူတို့အိမ်မက်တွေကိုဈေးကြီးလွန်းလို့အိမ်မက်တော့မလိုက်နိုင်တော့တာတွေရှိကြပါတယ် တချို့ကတော့အိမ်မက်တွေကိုတစ်ခုပြီးတစ်ခုအကောင့်ထဲပေါ်ရင် အမြင့်ဆုံးမှာလှပဆုံးဖြစ်နေကြပါပြီ။သင်ရောအိမ်မက်တွေကိုအကောင့်ထဲပေါ်နေနိုင်ရဲ့လား။အမြင့်ဆုံးမှာလှပဆုံးဖြစ်နေရဲ့လား။ဒါမှမဟုတ်ငငယ်တုန်းကမက်ခဲ့ဘူးတဲ့အိမ်မက်တွေကိုမေ့နေပါပြီလား။ကျွန်တော်ဖတ်မှတ်ဖူးတဲ့ပုံမြင်လေးတစ်ခုပြောပြမယ်နော်။ဟိုးရှေခါတုန်းကကြက်ချံပန်းချင်ဦးလေးကြီးတယောက်ရှိတဲ့။ဒီနေ့အဲ့ဒီဦးလေးကြီးဟာကြက်ကြက်တွေကျိုးအစာသောက်ဝယ်ရင်းလမ်းမှာလင်းရုံဦးကြီးကိုကောက်ရတဲ့။လင်းရုံဦးမန်းအဲ့ဒီဦးလေးကြီးကလည်းမသိဘူးပေါ့ကွယ်။ ကြောင့်တချံပိုင်ရင်ဦးလေးကြီးကအိမ်ပြန်ရောက်တာနဲ့ကောက်လာခဲ့တဲ့လင်းရင်ဦးကြီးကိုကြဲဥတွေနဲ့ဒူထားလိုက်တဲ့တိတ်မကြခင်မှာပဲအဲ့ဒီလင်းရင်ဦးကြီးကနေတိတ်ကိုလှပတဲ့လင်းရုံလေးတစ်ကောင်ပေါက်ဖွားလာပါတဲ့လင်းရုံလေးကလည်းတခြားချက်တွေနဲ့တန်းတူသူ့ကိုယ်သူချက်တစ်ကောင်လို့ထင်နေတာပေါ့ကွယ်အဲ့ဒီလင်းရုံလေးဟာချက်တွေအစာစားသလိုစားပြီးချက်တွေလုံထုံးလုံနေတဲ့အတိုင်းလိုက်လုတာပေါ့ဒီနေ့မှာတော့လင်းရုံငယ်လေးဟာသူ့အပေါင်းဖော်ချက်တွေနဲ့တူ လက်ကွင်းပြင်ကြီးမှာစော်ကစားနေရင်ကောင်းငင်မှာလှပစွာပြန်ဝဲနေကြတဲ့လင်းယုံတွေကိုတွေ့ရရတယ်။ဒါနဲ့လင်းယုံလေးကကောင်းငင်မှာပြန်ဝဲနေကြတာဘာငါလဲဟင်ဆိုပြီးဘေးမှာရှိတဲ့ကြက်ကလေးတွေကိုမေးလိုက်တယ်။ဒါနဲ့ကြက်ကလေးတွေကလည်းငါတို့တိတ်ကူအားကြတဲ့လင်းယုံငှက်တွေပေါ့ကွာလို့ပြဖြေလိုက်ပါတယ်။လင်းယုံငှက်လေးကလည်းချင်းဆိုသလိုငါလည်းအဲ့ဒီလင်းယုံငှက်တွေလိုပြန်တတ်လိုက်ချင်တာ။ငါလည်းလင်းယုံငှက်တွေလိုပြန်သန်းနိုင်အောင်ကြိုးစားမယ်ဆိုပြီး ချက်တွေကိုပြောလိုက်တော့ချက်ကလေးတွေအားလုံးကဝိုင်းပြီးလောင်ရကြတယ်။နောက်ပြီးငါတို့ချက်တွေဆိုတာမြေပြင်နဲ့ပဲဆိုင်တာကွာ။ကိုနဲ့မဆိုင်တဲ့အရာကိုမမောမနေစမ်းပါနဲ့ကွာ။မင်းကချက်ပဲချက်လူနေစမ်းပါကွာဆိုပြီးချက်ကလေးတွေကလင်းယုံငယ်လေးကိုပြောလိုက်တယ်။ဒီလိုနဲ့လင်းယုံငယ်လေးဟာအော်ငါကချက်လေးပါကွာ။ငါကလင်းယုံငယ်တကောင်မှမဟုတ်ပဲ။လင်းယုံတွေလိုဘလို့ပြန်တန်းနိုင်မှမလဲ။ငါမယူမိုက်သင့်ပါဘူးဆိုပြီးကိုကိုကိုဖြည့်သိမ်းလိုက်တယ်။နောက်နေ့နောက်နေ့တွင်မှ လေယုံငက်လေးဟာတခြားလေယုံငက်တွေပြန်သန်းနိုင်ကိုကြည့်မိတိုင်းအားကျမိတိုင်းမှာမင်းကကြက်တကောင်ပဲလေယုံတွေလိုပြန်သန်းမှုစိတ်ကူးမြင်သမ်းမှာနဲ့ကွာကြက်ကကြက်လိုနေရမှာပေါ့ဆိုတဲ့အပေါင်းဖော်ကြက်ကလေးတွေရဲ့ပြောစကားကိုအမြဲကြားရောက်မိပြီးလင်းယုံလိုပြန်သန်းခြင်းနဲ့သူ့ရဲ့အိမ်မက်တွေကိုမေ့လျော့လိုက်ပါတော့တဲ့ဒီလိုနဲ့တနေ့တဲ့တနေ့အိမ်မက်တွေအကောင့်ထဲမပေါ်ဘဲနေလာလိုက်တာနောက်ဆုံးတော့လင်းယုံကလေးကသူ့ရဲ့အိမ်မက်တွေကိုမပြည့်ပါပဲကြက်ကလေးတကောင်ဖြစ်ဘဝနေကုန်းချုပ်သွားတော့တဲ့တကယ်လို့လင်းယုံလေးသာ ူ့ရဲ့အိမ်မက်တွေပေါ်ရုတ်တုခဲ့မယ်ဆိုရင်အိမ်မက်တွေကိုမမေ့မလျော့ပဲအမြဲအကောင်ထည်ဖော်ခဲ့မယ်ဆိုရင်အကောင်ထည်ဖော်ဖို့ကြိုးစားနေခဲ့မယ်ဆိုရင်ဒီနေ့နေမှာသူပြန်တန်းခြင်းနဲ့အမြင့်ကိုအလှပဆုံးနဲ့လွတ်လပ်ဆုံးပြန်တန်းခွင့်ရရှိမှာဖြစ်ပါတယ်။နောက်ပြီးသူ